အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ခေလူပါကျွန်တော်ဒီနေ့ဗီဒီယိုဖိုင်မှာတော့ audio session အပိုင်းနှစ်အနေနဲ့လေ့လာကြရမှာဖြစ်တယ်နော်အဲဒီနေ့ဗီဒီယိုဖိုင်မှာတော့ကျွန်တော် Redmi 8ရဲ့ audio session ဘိုင်းကိုအကျဉ်းချုံပြီးတော့ဗောနော်ဘလော့ဒဏ်ရာခံလေးနဲ့ရှင်းပြခြင်းနဲ့အဲဘလော့ပုံစံဘလော့ထုတ်မလဲဒဏ်ရာခံနဲ့ချင်းကဘလို့လေ့လာမလဲ။ audio ရဲ့သဘောတရားကဘလို့ရှိလဲဆိုတဲ့ဥစ္စာကိုလေ့လာကြရမှာဖြစ်တယ်နော်။ ဒီတော့အာကျွန်တော်ရေးဆွဲထားတဲ့ဒီ Redmi 8ရဲ့ audio blog ပုံစံလေးကိုကြည့်အောင်ပေါ့နော်အရင်ဦးဆုံးအနေနဲ့ဒီတော့ audio ဘိုင်းမှာဆိုလို့ရှိရင်ပါဝင်တဲ့ပစ္စည်းတွေအနေအချင်းပါတယ်ရှိလဲဆိုလို့ရှိရင်ဒီမှာဒီကောင်ကကြတော့ဒါ ear speaker ပေါ့နော် noise speaker လို့ခေါ်ကြတယ် receiver ပေါ့ ear speaker ရှိမယ်ပြီးလို့ရှိရင်ဒါ mic နှစ်ခုရှိမှာပေါ့နော် ဖို့မိုက်ရယ်အောင့်မိုက်ရယ်ဒါဖုံးပြောတဲ့အခါအသုံးမျိုးတဲ့မိုက်ရယ် recording လုပ်တဲ့အခါအသုံးမျိုးတဲ့မိုက်ရယ်ဆိုပြီးတော့ mic တစ်ခုရှိမယ်ပေါ့နော်အပြီးလို့ရှိရင်ဒါကတော့ headset ပေါ့နော်ဒါက earphone ပေါ့ earphone တော့လက်ချက်ဒါကလက်ချက်ကောင်းဖြစ်တယ်ဒါကလက်ချက်ကောင်းကိုတွားထားတဲ့အပိုင်ပေါ့နော်အပြီးလို့ရှိရင်ဒီကောင်ကကြတော့ဒါ speaker အကြီးပေါ့နော်ဒါက speaker အကြီး range speaker ပေါ့နော် loud speaker range speaker လို့ခေါ်တဲ့အကဒါကအဗီဒီယိုကြည့်တယ်တခြင်းဖွင့်မယ် အဲတော့မဟုတ်ဖုန်းပေါ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်အတန်းအကျေကြီးထုတ်ပေးတဲ့အကောင်ပါနော်ဟာ race speaker ရှိမယ်ဒီတော့ ear speaker ရဲ့ mic ရဲ့လက်ကျက်ရဲ့ဒါ race speaker ရဲ့ဆိုပြီးတော့အတန်းပိုင်းဆိုင်ရာမှာဒီပစ္စည်းတွေပါမယ်ပေါ့နော်ဒါတော့သူ့ရဲ့အာ audio data ဘိုင်းကိုကျွန်တော်တို့ဖွဲချမ်းကြည့်မယ်ဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုတော့ audio data ဆိုတဲ့အပိုင်းရှိမယ်နော် audio data ဆိုတဲ့အပိုင်းရှိမယ်ပြီးလို့ရှိရင် audio code ပိုင်းရှိမယ်နော် audio code ပိုင်း အပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီ race speaker အတွက်ဆိုလို့ရှိရင်တီးသန့်အနေအားဖြင့် amplifier ဘိုင်းရှိမယ်ပေါ့နော် amplifier ဘိုင်းတစ်ခုအပေါ်ပါလာမယ်။ကြံတဲ့ဘိုင်းမှာတော့ amplifier ဘိုင်းမရှိဘူးနော်။ဒီ race speaker ဘိုင်းမှာပဲ amplifier ဘိုင်းဆိုတာရှိမယ်နော်။ဒီတော့အပိုင်းခွဲခြားပြီးတော့လေ့လာလို့ရှိရကျွန်တော်တို့ audio data ဆိုတာရှိမယ် audio code အပိုင်းဆိုတာရှိမယ်ပြီးလို့ရှိရင် amplifier ဘိုင်းဆိုတာရှိမယ်เนาะရှင်းက audio ဘိုင်းမှာလည်းကျွန်တော်ရှင်းပြထားတာရှိရเนาะ ဒီတော့ဒီမှာဆိုလို့ရှိရင်ကြည့်ရတဲ့အခါမှာဒီ audio data ကိုအမြဲတမ်းအားဖြင့်ဘယ်ကလာမှာလဲဆိုလို့ရှိရင် CPU ကနေလာမှာပေါ့နော် CPU ကနေပြီးတော့ audio data audio digital signal လေးတွေဒါ CPU ကနေထုတ်ပေးမှာပေါ့နော် audio data အနေနဲ့လာမယ် CPU က audio data တွေကိုပြန်ပြီးတော့လက်ခံတဲ့ဘက်မှာဆိုလို့ရှိရင်လည်းပဲ digital signal အနေနဲ့ပဲလက်ခံမှာဖြစ်တယ်နော်အဥပမာဆိုကြပါစို့ဒီမှာဆိုလို့ရှိရင်ဒီ receiver တော့ အဲပြီးလို့ရှိရင်ဒီ rain speaker တော့ပေါ့နော်ဒီကောင်တွေကအတန်ကိုထုတ်ပေးတဲ့အခါအတန်ကိုထုတ်ပေးတဲ့အခါမှာဒီကောင်ဒီကောင်တွေစီကိုလာမဲ့အတန်ကဘယ်ကနေလာမှာလဲဆိုလို့ရှိရင် CPU ကနေ digital signal အဖြစ်နဲ့လာမှာပေါ့နော်အာ audio data အနေနဲ့ထုတ်ပေးမယ် audio data အနေနဲ့ဘယ်ကိုရောက်မှာတော့ဆိုလို့ရှိရင်သူက audio ကုတ်ရှိတဲ့စီကိုရောက်မယ် audio ကုတ်ရှိတဲ့စီကို digital အနေနဲ့ရောက်မှာပေါ့နော် ဒီတော့ဒီကထွက်လာတဲ့အတန်ကကြာတော့ကျွန်တော်တို့နားနဲ့ကြားရတဲ့အတန်တွေကကြာတော့ဗာလဲဆိုလို့ရှိရင် analog အတန်တွေပေါ့နော် analog အတန်ဖြစ်အောင်အတွက်ဆိုလို့ရှိရင်ဒီ audio code ဆိုတဲ့အပိုင်းအပိုင်းကနေပြီးတော့အပြန်ပြောင်းလဲပေးရတာပေါ့နော် digital ကို analog ပြောင်းပေးရတယ်အဲအဲ့ဒီဟာ coder decoder ဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒါ coder decoder အပိုင်းဒါတော့ coder လုတ်ပေးလိုက်တယ်ပေါ့နော်အာ digital ဝင်ပြီးတော့သူက analog စင်ကနေဖြစ်အောင်အတွက်ပြောင်းပေးလိုက်တဲ့အပိုင်ပေါ့နော်ပြောင်းပေးလိုက်တဲ့အဲ့ဒီခါကျမှဒီကထွက်လာတဲ့အတန်ကိုကျွန်တော်တို့ကြာရအောင်အပြီးတော့ဒီမိုက်တွေဘာတွေကကြာတော့ကျွန်တော်တို့ပြောတဲ့အတန်ကကြာတော့ analog အတန်တွေပေါ့နော် analog စင်ကနေတွေဖြစ်တယ် audio wave အောင်ပေါ့နော် analog စင်ကနေတွေဖြစ်တယ်ဒီတော့ငကြက်မှာဆိုလို့ရှိရင်လည်းပဲအတန်တွေကဒါမိုက်လေးပါတယ် speaker လေးပါတယ်ပေါ့နော် ဥပမာ mic ဆိုပါဆို mic ဆိုလို့ရှိရင်ကျွန်တော်ကပါရမှာလဲဆိုတော့ mic ဆိုလို့ရှိရင်ကျွန်တော်အတန်ကိုဖမ်းပေးမယ်ပေါ့နော်ဖုန်းပြောတဲ့အခါမှာပဲဖြစ်ဖြစ် recording လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်အတန်ကိုဖမ်းပေးမယ်ဖမ်းပေးပြီဆိုလို့ရှိရင်ကျွန်တော်အတန်ကဒီ audio code စီကိုဘာအနေနဲ့ရောက်သွားမှာလို့ဆိုတော့ audio audio code ကိုသူက analog signal အနေနဲ့ရောက်သွားမှာပေါ့နော် analog signal အနေနဲ့ရောက်သွားပြီးတော့ cpu ကို audio data အဖြစ်ပို့ဆောင်တဲ့အခါမှာကြာတော့သူက digital စိတ်ကနေအဖြစ်ပြောင်းပေးရမယ်အဲ့ဒီပြောင်းပေးတဲ့အပိုင်းကိုတာဝန်ယူတာကနေပြီးတော့ဒီ audio code အပိုင်းကတာဝန်ယူတယ်ပေါ့နော်ဒီတော့ analog ကို digital အဖြစ်ပြောင်းပြီးတော့ cpu ကြီးကို port ဆောင် cpu ကနေလာမယ်ဆိုလို့ရှိရင် digital စိတ်ကနေအဖြစ်နဲ့လာတယ် audio code စီကိုရောက်မယ် audio code အပိုင်းကနေပြီးတော့ analog စိတ်ကနေအဖြစ်ပြောင်းနေပြီးတော့ဒီ receiver တော့ raspberry တော့စီကထုတ်ပေးမယ် mic ကဝင်လာလို့ရှိရင် mic ကနေပြီးတော့ analog signal တွေဖြစ်နေ audio code စီကိုဝင်မယ် audio code ကနေပြီးတော့ analog ကို digital အဖြစ်ပြောင်းပြီးတော့ cpu စီကိုပို့ဆောင်ပေးမှာပေါ့နော်ဒီလက်ဒီတိုင်းတွားမှာဒါကသူ့ရဲ့သဘောတရားပိုင်းပေါ့နော်ဒါကြောင့်မလို့ဒီ audio ဘိုင်းမှာဆိုလို့ရှိရင် ic နေနဲ့ပါဝင်တဲ့ဥစ္စာကဒါ cpu ပါဝင်မယ် audio data ဘိုင်းကိုတာဝန်ယူထားတဲ့ cpu ပါဝင်မယ်ဒီတော့ဒီဟာမှာကွဲပြားချက်ရှိတာကဒီ code ဘိုင်းပေါ့နော် speaker pa နဲ့ code ဘိုင်းဒီ code ဘိုင်းကို ic တစ်လုံးအနေနဲ့တီးတက် တည်ဆောက်ထားတဲ့ပုံစံလေးတွေ့ရမယ်သို့မဟုတ်ဒီ speaker PA ကိုလည်းပဲ IC တစ်လုံးအနေနဲ့အပြင်မှာတည်တန့်တည်ဆောက်ထားတာမျိုးလေးတွေ့ရမယ်အဲလိုမျိုးတည်ဆောက်မထားဘူးဆိုလို့ရှိရင် power IC ထဲမှာပေါင်းဆက်တည်ဆောက်တတ်တယ်အဲသို့မဟုတ် CPU ထဲမှာပေါင်းဆက်တည်ဆောက်တတ်တယ်ဒါကရှေ့ကဗီဒီယိုခိုင်မှာပြောပြခဲ့တယ်နော်ဘလိုပုံစံမျိုးနဲ့လာလဲဆိုတဲ့ဥစ္စာကတော့ဘယ် frame ထဲမှာဝင်သွားလဲဆိုတာကတော့ဒါကိုဖွေချလေ့လာရမှာပေါ့နော် ီတော့ဒီ Redmi 8ရဲ့ပုံစံမှာဆိုလို့ရှိရင်သူက audio code ICB ပြီးတက်ပါဝင်မှုမရှိဘူးเนาะတီးတန့်တိဆောက်ထားတာမရှိဘူးပေါ့เนาะဘာပဲပါမှာလဲဆိုတော့ဒီ PM 63ဆိုတဲ့ main power IC မှာနေပြီးတော့ audio code အပိုင်းကိုထည့်သွင်းတိဆောက်ထားတယ်ပေါင်းဆက်တိဆောက်ထားတယ်ပေါ့เนาะဒါကြောင့်မလို့ power IC ထဲမှာပေါင်းဆက်တိဆောက်ထားတဲ့ power IC ထဲမှာ audio code အပိုင်းရှိတယ်လို့သိရဟုတ်ပြီနော် ဒီတော့ဒီ range speaker ဘိုင်းအတွက်ဆိုလို့ရှိရင်သူကဒီက audio code အပိုင်းကလာတဲ့အတန်ကအာသူကအတန်နေနေပေါ့နော်အတန် နေတဲ့အတွက်ကြောင့်အတန်ကိုပြည့်တင်ပေးဖို့အတွက်သူရဲ့လမ်းကြောင်းမှာဆိုလို့ရှိရင် speaker PA ဆိုတာကိုအသုံးပြုရတယ်ဒီတော့ဒီ speaker PA ကိုလည်းပဲတိတန့်တိဆောက်တာရှိသလို power IC တွေမှာထည့်ရင်ထည့်မယ်သို့မဟုတ် CPU ထည့်မှာထည့်ရင်ထည့်မယ်အဲ့လိုမျိုးရှိတတ်တာပေါ့နော်ဒီ Redmi 8မှာဆိုလို့ရှိရင်တော့သူက speaker PA ကိုအပြင်မှာတိတန့်တိဆောက်ထားတယ်ပေါ့နော် speaker PA လို့တိတန့်တွေ့ရပုံပြီနော် ီတော့ speaker ပြီးရပါမယ်ဒီတော့ audio ဘိုင်းမှာပါဝင်တဲ့ဒီ Redmi 8ရဲ့ပုံစံမှာဆိုလို့ရှိရင်ဒီ audio session မှာဆိုလို့ရှိရင် IC နဲ့ပါဝင်တာက CPU ရှိမယ် audio ကုတ်ပိုင်းထည့်သွင်းတိစောက်ထားတဲ့ PN 639ဆိုတဲ့ power IC ရှိမယ်ပြီးလို့ရှိရင် speaker PA ဒီသက်ပါမယ်ပေါ့နော်အဲ့ဒီမိုင်းထဲမှာမှကျွန်တော်တို့ဒီ receiver တို့ mic တို့ ledger တို့နဲ့ပတ်သက်လာလို့ရှိရင် audio code အပိုင်းကပဲထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်သူ့အတွက် IC ဆိုလို့ရှိရင်ဘာပဲပါလဲဆိုတော့ PN 639ဆိုတဲ့ power IC ပဲပါမယ်နော်အဲဒီအပိုင်းကိုဒီ audio code အပိုင်းကို audio data တွေဘယ်ကလာမလဲဆိုလို့ရှိရင် CPU ကနဲ့လာမှာပေါ့နော်ဒီမှာသူ့ရဲ့ audio data တွေပို့ဆောင်ပေးတဲ့လမ်းကြောင်းတွေကဒီကောင်းတယ် CD C PDL CLK ကလိုလမ်းကြောင်းတွေ synchronous ဆိုတဲ့လမ်းကိုလည်း TSRX တာအဝဲအထွက်လမ်းကြောင်းတွေပေါ့နော်ဒီလမ်းကြောင်းတွေကနေပြီးတော့ audio data တွေကိုပို့ဆောင်ပေးတာဖြစ်တယ်နော် ဟုတ်ပြီဒီမှာဆိုလို့ရှိရင် range speaker ဘက်မှာဆိုလို့ရှိရင်တော့ range speaker ကဝင်လာတဲ့လမ်းကြောင်းဒီ range speaker ကလာတဲ့လမ်းကြောင်းဒီဘယ်ကိုသွားမှာတော့ဆိုတော့ speaker PSC ကိုသွားမှာ speaker PSC ကိုအတန်ဒီ speaker PSC ကိုအတန်တွေဘယ်ကပို့ပေးတာတော့ဆိုလို့ရှိရင် audio code IC ကနေပြီးတော့ပို့ပေးမယ်နော် line out opposite တဲ့ line out minus plus ဆိုတဲ့ဒီလမ်းကြောင်းနေနဲ့ audio data တွေကိုပို့ဆောင်ပေးမှာဖြစ်တယ်เนาะဒီကနေပြီးတော့မှအတန်ဖြစ်တယ်ပြီးတော့ speaker C ကိုအတန်ထုတ်ပေးမယ်သူရဲ့ပုံစံကဒီလိုမျိုးပေါ့เนาะ ဒီတော့ speaker ဒီ range speaker အတွက်ဆိုလို့ရှိရင်ကြားထဲမှာ speaker PA ဆိုတာရှိမယ် speaker PA ကိုအတန်ပိုင်းဆိုင်ရာပို့ပေးတဲ့အကောင်က audio ကုတ်ကနေပြီးတော့ပို့ပေးမယ် audio ကုတ်ကိုဘယ်ကပို့ပေးလဲဆိုလို့ရှိရင်ဒီမှာဒီမှာ speaker ဝ CPU ပေါ့နော် audio data တွေကို CPU ကြီးကနေပို့ဆောင်ပေးမယ်သူရဲ့လှုပ်ဆောင်ချက်ကဒီကနေဒီကိုတော့မယ်ဒီကနေဒီကိုတော့မယ်ဒီကနေပြီးလို့မှ range speaker ကြီးကိုရောက်မှာပေါ့နော် ဒီတော့ bot pay ဘိုင်း control ဘိုင်းအနေနဲ့ကြည့်လို့ရှိရတော့ဒီမှာ audio code အပိုင်းမှာဆိုလို့ရှိရင်ဒီ power IC ကိုပေါ့နော် audio code အပိုင်းအလုံးလုံးဖို့အတွက်ပေးသွင်းထားတဲ့ port တွေကိုကြည့်လို့ရှိရင်ဒီမှာ VREG L5 1.8ဆိုတဲ့1.8 port တခုရှိမယ် VREG S4 ဆိုတဲ့2.05 port ပေါ့နော်2.0 port တခုရှိမယ်ပြီးလို့ရှိရင်အာ VPH PWR port ဆိုတာရှိမယ်ဒီ port ၃မျိုးဒီဒါက audio ကုတ်ပိုင်းအလုပ်လုပ်ဖို့အတွက်ပေးသွင်းထားတဲ့ဘော၃မျိုးဖြစ်တယ်နော်ဒီတော့ဒါ audio ကုတ်ပိုင်းမှာ error တက်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဥဆုံးအနေအချင်းဥမာ receiver ဘိုင်း mic အပိုင်းသို့မဟုတ်ဒီ neck jack ဘိုင်းမှာ error တစ်ခုခုတက်လာတဲ့အခါမှာကျွန်တော်တို့ကဒီဝေးတယ်ဝေးဝေးမှာရှိတဲ့ကွန်ဘိုနဲ့တည်းပေါ့အရင်စစ်စစ်အပြေရှာတာပေါ့နော်အဲ့ဒီကမှမဟုတ်တော့ဘူးဆိုလို့ရှိရင်နောက်တစ်ဆင့်အနေအချင်းဒီကောင်တွေအလုပ်လုပ်ဖို့ပေးသွင်းထားတဲ့ ဘောရောက်မရောက်ဆိုတာကိုစစ်စစ်အဖြေရှောင်မယ်နော်အဲ L5 1.8ဘော2.0ဘော4.2ဘောဆိုတဲ့ဒီဘောတွေအဲသူ့ရဲ့လမ်းကြောင်းအလိုက်ပေးသွင်းထားတာရောက်မရောက်ဆိုတာကိုဘောတိုင်းတာစစ်စစ်ရမယ်ဘောလေးရောက်နေတယ်လမ်းကြောင်းပိုင်းလေးကောင်းတယ်ကွန်ပိုနေတွေကလည်းအပြည့်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကန်ရမှာကဒီ audio ကုတ်ထက်သွင်းတိဆောက်ထားတဲ့ power IC ကိုကန်ကြရမှာပေါ့နော် power IC ကန်လို့မှအတန်ကထွက်မလာသေးဘူးအတန်ပိုင်းဆိုင်ရာအရာတက်နေသေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ နောက်ထပ်နောက်ဆုံးအနေနဲ့ကန်ရမှာက CPU ပဲရှိတော့တာပေါ့နော်ဒါ CPU ကန်ဟုတ်ပြီဒါကဒီ receiver တော့ mic တော့ net တော့ပေါ့နော်ဒီဘက် range speaker ဘက်ကိုစဉ်းစားလို့ရှိရင် range speaker ဘက်မှာနေပြီးတော့အတန်မထွက်ဘူး error တခုခုဖြစ်နေပြီဆိုလို့ရှိရင် range speaker ကိုလဲကြည့်မယ် range speaker ကဖြစ်တဲ့ error မဟုတ်ဘူးဆိုလို့ရှိရင်သူ့ရဲ့ LAN ချောင်းဘက်ကိုစစ်ဆင်မယ်ပေါ့နော် LAN ချောင်းပြတ်တောက်နေလား diode စကေးနဲ့စစ်ဆေးတာလေလောက်ကြည့်မယ်ပေါ့နော် အဲဒါဒါဟုတ်စကိတ်နဲ့စစ်ကြည့်တဲ့အခါမှာသူ့ရဲ့အုတ်တန်ဖို့ကိုကြည်ချင်းအပြင်သူ့ရဲ့လမ်းကြောင်းပိုင်းကကောင်းနေတယ်လို့ယူဆတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စပီကာဖွင့်ပြီးတော့ဒီလမ်းကြောင်းမှာဘို့တစ်ချက်စစ်စစ်ကြည့်မယ်ပေါ့နော်စပီကာအလုတ်လုတ်တဲ့အချိန်မှာ2.8ဘို့ထွက်နေလားအဲဘို့မထွက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစပီကာ PA ဘို့ကန်ကြရအောင်စပီကာ PA ကိုမကန်ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ထက်ဆင်ပြီးတော့စစ်စစ်ရမှာကဘာရှိလဲဆိုတော့ IC ကိုမကန်ခင်မှာ DIC အလုတ်လုတ်ဖို့အတွက်လိုအပ်နေတဲ့ VBH PWR ဘို့ရောက်လာပါတော့ ါအာ CPU ကနေပြီးတော့ DIC ရဲ့လုံဆောင်ချက်ကိုထိန်းချုပ်ထားတဲ့ I2C SC ရဲ့ SDA ဆိုတဲ့ I2C လမ်းကြောင်းရဲ့ပြီးလို့ရှိရင်ဒီမှာ Audio PA Reset ဆိုတဲ့ Reset လမ်းကြောင်းရဲ့ဒီကောင်းရရှိနေတဲ့အတွက်ကြောင့်ဒီလမ်းကြောင်းလည်းကောင်းမွန်မှု ရှိမရှိဆိုတဲ့အဥစ္စာကိုစစ်ဆေးရမယ်ပေါ့နော်အာ I2C လမ်းကြောင်းမှာဆိုလို့ရှိရင်တော့ဒါ Power IC ကနေပြီးတော့ပဲအာ Resistor ခံပြီးတော့ဗောနော full app resistor ခံပြီးတော့1.8 volt တွေးထားတယ်ဒီတော့ဒီ i2c9 เจ้าမှာ1.8 volt ရှိမရှိ reset လမ်းเจ้าမှာ1.8 volt ရှိမရှိဒီလမ်းเจ้าလည်းကောင်းမကောင်းဆိုတဲ့ဥစ္စာကိုစစ်ဆေးကြည့်မယ်ဒီလမ်းเจ้าတွေကပုံမှန်ရှိနေရဲ့အသားထဲမှာအတန်ကထွက်မလာသေးဘူးဆိုလို့ရှိရင်တော့ speaker PA ကိုကင်ကြရတာဗောနော speaker PA ကိုကင်ပြီးတိ၄ပြီးတိတိုင်အောင် အတန်ကအဆင်မပြေသေးဘူးဆိုလို့ရှိရင် audio ကုတ်အပိုင်းကိုကင်ပါ audio ကုတ်အပိုင်းကိုကင်လို့မှအဆင်မပြေဘူးဆိုရင်နောက်ဆုံးအဆင့်နေရာပြန်ပါရှိတယ်ဆိုတော့ CPU ပဲရှိလို့လာပါတော့ဒီတော့ကျွန်တော်တို့စစ်စစ်ပြုပြင်တဲ့အခါမှာအာအသေးမွားကိစ္စကလုံးလုံးလွယ်ကူတဲ့အပိုင်းကစတင်ပြီးတော့ပြင်တာပါတော့ speaker ကလေလို့ဖြုတ်လို့လွယ်တယ်ဆိုရင် speaker ကိုအရင်ပြင်မယ်ပေါ့လမ်းကြောင်းပိုင်းကဂျမ်ဘာကျိုးလို့အာ စစ်လို့အဆင်ပြေတယ်ဆိုရင်လမ်းကြောင်းပိုင်းကိုပြင်မယ်ပြီးလို့ရှိရင်ဘိုးတွေကစစ်လို့အဆင်ပြေတယ်ဘိုးဂျမ်ပါကျိုးလို့ရတယ်ဆိုရင်ဘိုးပိုင်းကိုစစ်စေးတယ်ပြီးတော့မှ IC ကိုကင်တာပေါ့နော်အဲ့လိုမျိုးလွယ်ကူတဲ့အပိုင်းကနေပြီးတော့စစ်စေးပြီးတော့ပြုပြင်ကြရမှာဖြစ်တယ်နော်ဒီတော့ဒါရယ်ဒါ Redmi 8ရဲ့ audio ပိုင်းမှာသူမှပါတဲ့ IC တွေကဒီလိုလမ်းကြောင်းတွေကဒီလိုရှိမှာပေါ့နော်အဲဒီကောင်ကိုနားလေဖို့အတွက်ကျွန်တော်တို့ဒါတန်ရာကန်နဲ့တစ်ချက်လေ့လာကြည့်မယ်ပေါ့နော် audio ပိုင်းကိုလေ့လာကြည့်အောင် ဒါတော့ audio ဘိုင်းကိုလင်းလာမှာဖြစ်တဲ့အတွက်ကြောင့်ဒါက speaker ဘိုင်းကိုအရင်ကြီးကြီးလိုက်မှာပေါ့နော် speaker ဒီဘယ်ကလာမလဲဆိုတော့ဒီ socket စီကလာမှာပေါ့နော်ဒါဒါဆိုလို့ရှိရင်ဒီ socket ကသူက J2301 လို့ရေးထားတယ်ဒီနာမည်နဲ့ရိုက်ချာကြည့်လိုက်ပေါ့နော် J J2301 ဆိုတဲ့အကောင့်နဲ့ရိုက်ချာကြည့် scan method မှာသွားကြည့်မယ်ပေါ့နော် scan method မှာသွားကြည့်မယ် scan method မှာ J2301 နော် J2301 အဲ့ဒီမှာမှကျွန်တော်တို့ဘာကိုကြည့်မှာလဲဆိုလို့ရှိရင် audio ဘိုင်းကိုကြည့်မှာဖြစ်တဲ့အတွက်ကြောင့် speaker ဆိုတဲ့အပိုင်းကိုကြည့်မယ်။သူ့ရဲ့နာမည်ကဘာနဲ့လာလဲဆိုတော့ speaker spk out spk out minus ရဲ့ plat ရဲ့ဒီလိုရေးထားတာပေါ့နော်။ minus ရဲ့ plat ရဲ့လမ်းကြောင်းနှစ်ခုရှိမယ်။ဒါဒီ speaker အတွက် speaker ငုတ်စီကိုတွားမဲ့လမ်းကြောင်းပေါ့နော်။ speaker ကအောက်ချမ်းမှာပဲရှိတဲ့အတွက်ကြောင့်ဒီ socket ကနေမှတဆင်းသူက bass bar ကျုံနဲ့တဆင်းတွားမှာပေါ့နော်။ဒီတော့ဒီ socket ထိကိုလမ်းကြောင်းကောင်းနေပြီဆိုလို့ရှိရင်ဒီကနေပြီးတော့ကျွန်တော်တို့စစ်စစ်ရမှာဖြစ်တယ်နော်။ တော့ speaker out ဆိုတဲ့လမ်းကြောင်းကိုလိုက်ကြည့်မယ် speaker out ဆိုတဲ့လမ်းကြောင်းဒီဘက်ကနေလာတဲ့လမ်းကြောင်းလေပေါ့နော်ဒီလမ်းကြောင်းကိုလိုက်ကြည့်ရမှာဖြစ်တယ်ဘက်ကထွက်လာတဲ့လမ်းကြောင်းလည်းကျွန်တော်တို့သိဖို့လိုတယ်နော်ဘက်ကထွက်လာတယ်လဲအဲ့တော့ဘယ်ကထွက်လာတယ်လဲဆိုတော့လမ်းကြောင်းကိုလိုက်ရှာဖို့အတွက်ကျွန်တော်တို့ဒီမှာသူ့ကိုအာဒီမှာဖိုင်းပေါင်းမှာရိုက်ရှာပြီးတော့ဒီနာမည်နဲ့ရိုက်ရှာကြည့်လိုက်တယ်ပေါ့နော်ဒီနာမည်နဲ့တွားလိုက် ွားလိုက်တဲ့အခါကျတော့ဒီမှာတွေ့ရပြီပေါ့နော် speaker out minus speaker out plan minus ဆိုပြီးတော့လမ်းကြောင်းကိုခုတွေ့ရမယ်သူရဲ့လမ်းကြောင်းမှာနေပြီးတော့ဒီတော့ filter လုတ်ထားတဲ့ corner corner side ရှိမှာပေါ့နော် filter လုတ်ထားတဲ့အကောင်တည်းရှိမယ်ဒီတော့စစ်စစ်ရယ်ဆိုတဲ့အပိုင်းမှာကြတော့ကျွန်တော်တို့ဒါပါဝင်တဲ့ပစ္စည်းတွေကိုအကုန်စုံစစ်အောင်စစ်စစ်ဖို့လိုတယ်နော်အာ corner side ဆိုလို့ရှိရင်ဒါ short ကြပစ္စည်းတက်တယ် leak ဖြစ်ပြီးတော့ပစ္စည်းတက်တယ်အဲဒီကောင်တည်းပစ္စည်းနေလားဆိုတဲ့ဥစ္စာကိုစစ်ဆေးရမယ်အမြင်အဖျင်းရောမီတာနဲ့ရောပေါ့နော်တိုက်တာစစ်ဆေးဖို့လိုအပ်တယ် ဒါတော့ဒီ speaker လမ်းကြောင်းမှာဆိုလို့ရှိရင်အမြဲတမ်းပါတာကပါရှိမလဲဆိုတော့ဒီ LP coil ဆိုတာရှိမယ်ပေါ့နော် speaker coil ရှိမယ်ဒါတော့ speaker coil ဆိုတာရှိမယ်ဒါတော့ဒီ speaker coil နဲ့ speaker ငုံနဲ့ဟာလမ်းကြောင်းတစ်ဆက်တည်းပဲနော်ဒါတော့ speaker ငုံကနေပြီးတော့ဒီ coil ထိကိုလမ်းကြောင်းတိုက်တာဆစ်ဆဲကြည့်မယ်ဆိုလို့ရှိရင်အတန်မီ scale နဲ့တိုက်လို့ရှိရင်ဒီထိကိုအတန်မီမရမယ်ဒါမှလမ်းကြောင်းကောင်းတာပေါ့နော် ီတော့ coin ဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်ထိုက်ဒီဘက်ထိုက်ညှက်ပြီးတော့တိုင်းလို့ရှိရင်အတန်မီနေရမယ်ဟိုဘက်ထိုက်ဒီဘက်ထိုက် connection ပြတာရှင်တူညီနေရမယ်ဒီတော့တွားမှာပေါ့နော်ဒီတော့ speaker ကဘယ်ကနေထွက်လာသလဲဆိုလို့ရှိရင်ဒီမှာ speaker PAIC ကနေထွက်လာတာပေါ့နော်ဒါ audio PA လို့ခေါ်တဲ့အကောင်နော်ဒါ PAIC ကနေထွက်လာတယ်ဒါ PAIC ပဲဒါတော့ PIC ဘယ်မှာရှိလဲဆိုတဲ့ဥစ္စာကိုစာကဲပုံမှာလိုက်ရှာမယ်ဆိုလို့ရှိရင်ဒီနာမည်နဲ့လိုက်ရှာပါတော့เนาะ U2000 ဆိုတဲ့နာမည်နဲ့လိုက်ရှာ ျွန်တော်ကတော့ like share မပြတော့ဘူးเนาะဒါတန်ရခင်ကြည်တာလေးလည်းရင်းကြီးနေလောက်ပြီဆိုတော့အသေးစိတ်မပြတော့ဘူးသဘောတရားပိုင်းကိုပြောပြမယ်เนาะဒီတော့ speaker ဆိုတဲ့အကောင်ကဒီကောင်ထဲကိုဝင်လာတယ်ဝင်လာပြီလို့ရှိရင်ဒီ IC ကိုကြည့်တဲ့အခါကျတော့ဒီ IC မှာစစ်စရာမဲ့အပိုင်းတွေပါရှိတယ်ဆိုလို့ရှိရင်ဒီ IC အတွက်ပေးသွင်းထားတဲ့ border ညောင်းကဒီမှာ VPH PWR ပေါ်ရှိတယ် VPH PWR ဒီ IC ထဲကိုဝင်မဲ့ switch လုပ်ဖို့အတွက်ဒီမှာ point တစ်လုံးကိုတုံးထားတယ်เนาะ point တစ်လုံးကိုတုံးထားတယ် မှာ point လုံးကိုတုံထားတယ်ဒီတော့ဒီ line ကြောင့်မှာရှိတဲ့ filter တွေဒီ point တွေအကုန်စစ်စစ်ပို့လို့တယ်နော်အဲပြီးလို့ရှိရင်သူ့မှာ control လုပ်ထားတဲ့အပိုင်းကဘာရှိမလဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ပေါ့နော်ဒါမှာ audio pl reset ဆိုတဲ့ cpu ကလည်းလာတဲ့ reset line ကြောင့်တခုရှိမယ် CPU ကနေထိချုပ်ထားတဲ့ i2c လမ်းကြောင်းရှိမယ်ဒီမှာ i2c sc ရဲ့ sd ရဲ့ဒီလမ်းကြောင်းကိုသွားကြည့်လိုက်လို့ရှိရင်သူ့မှာ power ic ကနေ boot resistor နဲ့1.8ကိုတွေ့ထားတာကိုတွေ့ရအောင်အဲသိချင်လို့ရှိရင်တော့ like ကြည့်လိုက်ပါတော့နော်အာရှေ့နေမှာဆိုလို့မပြတော့ ဒီတော့ဒီမှာဆိုလို့ရှိရင်ဒါက speaker ကဒီဘက်က out ဆိုတဲ့ VOB ဆိုတာ VOP ပေါ့နော် VOP V ဆိုတာကတော့ voice ဆိုတာအတန်းကိုပြောတာပေါ့နော် O ဆိုတာကတော့ out ပေါ့နော် O ဆိုတာကတော့ out P ဆိုတာက positive N ဆိုတာက negative ပေါ့နော်ဒီတော့ voice out positive negative အနေနဲ့လမ်းကြောင်းနှစ်ခုထွက်တယ်ပေါ့နော်ဒီတော့ဒီလမ်းကြောင်းနှစ်ခု ွဲဖို့ဒီအတန်းဆင်းကနေလာတဲ့ input ကိုကြည့်တဲ့အခါကျတော့ဒီမှာ input ကဒီဘက်မှာရှိမယ် n ရဲ့ out ရဲ့ဆိုပြီးတော့ရှိတယ်ပေါ့နော် n negative positive နှစ်ခုရှိဒီတော့ n လာတဲ့လမ်းကြောင်းမှာလေးပဲဒီမှာ coupling လုပ်ထားတဲ့ corner စာတွေရှိရပေါ့နော်ဒီကောင်းလေးပြုတ်လို့ပြက်လို့မရဘူးပြုတ်သွားပြီဆိုလို့ရှိရင်အတန်းဆင်းကနေကဒီ PAC ကိုမရောက်တော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ဒီမျိုးလမ်းကြောင်းပြတ်တောက်နေတဲ့အခါကျတော့ PA ကိုဘလောက်ပဲလေးလေးပေါ့နော်ဘို့တွေဘလောက်ပဲမှန်နေမှန်နေအတန်းမင်းကကောင်းလာမှာမဟုတ်ဘူးပေါ့နော်ဒီတော့ဒီဟာတွေကိုစစ်ဆေးရမယ်ဟုတ်ပြီဒီတော့ဒီကနေပြီးတော့ကျွန်တော်တို့ဒီ audio PAC ကိုပေါ့နော် PAC ကိုရောက်လာတဲ့အတန်းလိုင်းကဘယ်ကလာလာလဲပေါ့နော်အဲသူ့ရဲ့အတန်းလိုင်းလာတဲ့လမ်းကြောင်းကိုလိုက်ကြည့်မယ်သူဘယ်ကထွက်လာလာလဲအဲသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ line out ဆိုတဲ့လမ်းကြောင်းကိုလိုက်ပြီးတော့ကြည့်ရမယ်နော် တော့ line out ဆိုတဲ့ line ကြောင်းပေါ်ဒီမှာ find box မှာရှာပြီးတော့ကျွန်တော်တို့ enter out လိုက်ကြည့်เนาะလိုက်ကြည့်လိုက်တဲ့အခါမှာသူထွက်လာတဲ့ line ကြောင်းပေါ်ဒီမှာပြပေးမယ်เนาะဒီမှာ IC တဲ့က TIC ကနေပြီးတော့ထွက်လာတယ် line out positive line out left minus ဆိုပြီးတော့ထွက်လာတယ်ပေါ့เนาะဒီတော့ဒီထွက်လာတဲ့ IC ကိုကြည့်လိုက်တဲ့အခါမှာဘာတွေ့လဲဆိုတော့ဒီမှာ PN 639ဆိုပဲ CDC ဆိုတာဒါကုတ်အပိုင်းပေါ့နော် audio ကုတ်အပိုင်းကို CDC လို့ပြောတယ်ဒါတော့ PN 639မှာပေါက်ဆက်ပြီးရှင်းထားတယ်ပေါ့နော် တော့ PN 439ဆိုတဲ့ main power IC ကနေထွက်လာတာဖြစ်တယ်နော်ဒီတော့ main power IC ကနေထွက်လာတယ်ဆိုတဲ့အခါဒီတော့ main power IC တွေကနေပြီးတော့ audio ကုတ်အပိုင်းရှိတဲ့အတွက်ကြောင့်ပါဘာတွေပါမှာလဲဆိုလို့ရှိရင်ဒီမှာ mic and 1ဆိုပြီးတော့အာ mic ကနှစ်ခုပါတဲ့အတွက်ကြောင့် mic နဲ့ပတ်သက်ပြီးတော့ mic and 1 mic and 1 positive အာ mic နဲ့ plus ဆိုပြီးတော့တစ်ခုတွားမယ်ပေါ့နော်ဒါကအာ main mic နဲ့ slab mic ပေါ့နော်ဒီနှစ်ခုတော့မယ်ဒါက main mic ရဲ့ပြီးလို့ရှိရင်ဒီမှာ mic and 2ဆိုပြီးတော့နောက်ထပ် mic တစ်ခုအတွက်တွားမယ်ပေါ့နော်ဒီမှာ mic တစ်ခုအတွက်တွားမယ်ဒါ mic ထွက်ထားတဲ့အလမ်းညောင်ပေါ့နော်အဲပြီးလို့ရှိရင်ဒီမှာ mic basics mic b a i b i a s ဆိုတာ mic base ဆိုတော့ mic အတွက်ဘိုးပေးတဲ့လမ်းညောင်ပေါ့နော်12 mic ကနှစ်ခုထွက်ထားတဲ့အတွက်ကြောင့်ဘိုးလမ်းညောင်လေးပဲနှစ်ခုရှိမယ်ပေါ့နော် mic base ဆိုတာ mic အတွက်ဘိုးပေးထားတဲ့လမ်းညောင် my best land ညာပေါ့နော်အဲပြီးလို့ရှိရင်ဒီအောက်ဘက်ကိုကြည့်လို့ရှိရင်ဒီမှာ CDC ERP CDC ERM ဆိုတဲ့ဥစ္စာကကြာတော့ဒီကောင်ကကြာတော့ဒါ receiver ပေါ့နော် ear speaker အတွက်သွားထားတဲ့ land ကြောင်းဖြစ်တယ်နော်အာပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ဒီကောင်တွေပေါ့နော် CDC BDS CLK SYNC DX RX เนี่ยဒီကောင်တွေကကြာတော့ဒါ CPU ကနေပြီးတော့ audio data တွေကိုပို့ဆောင်တဲ့ LAN ကြောင်းဖြစ်တယ်เนาะ audio code IC ကိုနေပြီးတော့ ဒီလမ်းကြောင်းတွေကနေပြီးတော့ audio data တွေကိုပို့ဆောင်ပေးတာเนาะဒါက audio code အပိုင်းအတွက်အလုပ်လုပ်ပေးမယ်အပိုင်းနေဖြစ်တယ်ပေါ့เนาะဒါတော့သူ့မှာထွက်ထားတဲ့လမ်းကြောင်းတွေကဘာတွေပါမလဲဆိုလို့ရှိရင် mic တို့ ear ပြီးတော့ netjet တို့ခုနကပုံတိုင်းတာတွေထွက်လာမှာပေါ့เนาะ receiver ပါမယ် mic နှလုံးပါမယ်ပြီးလို့ရှိရင် netjet အပိုင်းပါမယ် audio code IC ကလည်းထွက်ထားတာပေါ့เนาะအခုနကပြောတဲ့ CDC PDN ဆိုတဲ့ဥစ္စာကဒီမှာ CPU နဲ့ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေပေါ့နော် audio data တွေကို post ဆောင်ပေးမယ်လမ်းကြောင်းပေါ့နော်အဲဒါတွေကိုကျွန်တော်ရှင်းပြလိုက်တာဖြစ်တယ်နော်အဲ speaker PA ဘိုင်းမှာဆိုလို့ရှိရင်ခုနကတွေ့ခဲ့တဲ့ဒီမှာ audio PA reset ပါမယ် i2c လမ်းကြောင်းပါမယ် i2c လမ်းကြောင်းကိုဆိုလို့ရှိရင်ဒီမှာ resistor နဲ့ပိုးကြွေးထားတာရှိမှာပေါ့နော်ဒီ speaker PAC ကိုအတန်းလိုင်းကဘယ်ကလာလဲဆိုတော့ audio coke အပိုင်းကလာတယ်ပေါ့နော် line out line out ဆိုပြီးတော့ positive negative and minus plus ဆိုတဲ့လမ်းကြောင်းနဲ့လာမှာပေါ့နော်ဒီကောင်လောလောဘဝအတွက်ပေးသွင်းထားတဲ့ဘောလမ်းကြောင်းက VPH PW ကိုပေးသွင်းထားတယ်ပေါ့နော် ဟုတ်ပြီဒီထိနားလေပြီဆိုလို့ရှိရင်ထပ်ပြီးတော့ကြည့်ရအောင်ပေါ့နော်ဒါတော့ဒီ PN 43ကိုမှ audio code ပိုင်းအလုံးလုံးကိုတည်းပေးသွင်းထားတဲ့ဗိုလ်လမ်းကြောင်းတွေကိုကြည့်တဲ့အခါမှာဒီမှာ VDD audio IO ဆိုတော့ပေါ့နော်ဒါက input output အတွက်အလုံးလုံးပို့အတွက်ပေးသွင်းထားတဲ့ digital ပိုင်းလုံးလုံးကိုပေးသွင်းထားတဲ့ပို့ပေါ့နော်ဒီမှာ VDD VBH ဆိုပြီးတော့ရှိအောင်ပေါ့နော် VDD VBH VDD CB ပြီးလို့ရှိရင်ဒီမှာ VDD SPKR PA ဆိုပြီးတော့ဒါက အာအ boost လုပ်မဲ့အပိုင်းပေါ့နော် PVH PWR ပေါ့ရှိမှာနော် speaker PA ဆိုပြီးတော့ PA ဘိုင်းအလုပ်လုပ်ဖို့အတွက်ပေးသင့်ထားတဲ့ပို့တယ်ရှိမှာပြီးတော့ဒီမှာကြည့်တဲ့အခါကျတော့ဘော၃မျိုးတွေ့ရမှာပေါ့နော် VRAG L5 ဆိုပြီးတော့1.8 volt တခုရှိမှာပြီးလို့ရှိရင် VRAG S4 2.05ဆိုတော့2.0 volt တခုရှိမှာနော်ပြီးလို့ရှိရင် VBH PWR ပို့ဆိုတာရှိမှာ ဒီကောင်တွေကကြာတော့ VPH PWR လမ်းကြောင်းတွေလည်းပဲအများကြီးရှိမှာပေါ့နော် VPH PWR လမ်းကြောင်းတွေလည်းအများကြီးရှိမှာအဲ VRE GS4 လမ်းကြောင်းတွေကလည်းပဲအများကြီးရှိမှာ L5 ဆိုတဲ့1.84လမ်းကြောင်းတွေကလည်းအများကြီးရှိမှာပေါ့နော်အရှိနေတဲ့ခါကြာတော့ကျွန်တော်တို့ဆက်ခဲ့ပုံမှာဒီ VRE GS5 1.84ထွက်မထွက်ဆိုတဲ့ဥစ္စာကိုတခြားနေရာမှာတွားတိုင်းတယ်1.84ထွက်တယ်ဒါပေမဲ့လို့ဒီ audio code ပိုင်းအလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ဒီ pen မှာ အာ163ဆိုတဲ့ပင်မှာ1.8ဗောမရောက်ဘူးဆိုလို့ရှိရင် audio byte error တက်မှာပဲဗောနော်။ဒါကြောင့်မလို့ဒီ volume ကြောင့်ကိုစစ်ဆေးတဲ့အခါမှာလည်းပဲတခြားနေရာမှာမစစ်ဆေးပဲနဲ့ audio နဲ့ပတ်သက်ပြီးဆိုလို့ရှိရင် audio byte နဲ့ပတ်သက်တဲ့လမ်းကြောင်းမှာပဲစစ်ဆေးဖို့လိုတယ်နော်။ဥပမာဆိုလို့ရှိရင်ဒီလမ်းကြောင်းနဲ့ပတ်သက်တဲ့ C1601 ဆိုတဲ့ condenser ထိပ်မှာ1.8ဗောကိုလာစစ်မယ်ဗောနော်။အဲပြီးလို့ရှိရင်ဒီမှာ2.04ဆိုတဲ့2.0 volt ဆိုတဲ့ကောင်ကြား1 6602ဆိုတဲ့ condenser ထိပ်မှာလာပြီးတော့ဆေးရမယ်ပေါ့နော်။အပြီးလို့ရှိရင်ဒီမှာ1605ဆိုတဲ့ကောင်မှာဆေးရမယ်။ဒီကောင်လေးမှာရှိနေမှာဒီ audio ကုတ်ပိုင်းအလုပ်လုပ်မယ်။ပြီးတော့ရှိရင် VPH PDV အပေါ်တခြားနေရာမှာဆေးရမှာမဟုတ်ဘူး။ဒီကောင်အတွက်ဒီမှာ audio ပိုင်းအလုပ်လုပ်ဖို့တည်းပေးတဲ့ထားတဲ့ pin ၄ခုလောက်ရှိရပေါ့နော်ဒီ၄ခုကိုပေးသွင်းထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ pin ၄ခုကို ရောက်မြောက်ဆိုတဲ့ဥစ္စာကဒီမှာ C1010 ဆိုတဲ့အကောင်မှာလာပြီးတော့ဆေးရမယ်ပေါ့နော်ဒီကောင်လေးမှာလာပြီးတော့ဆေးရဟုတ်ပြီနော် ဒီတော့ဒါကဘိုပေရလန်ကြောင့်တွန့်ခုပေါ့နော်ကျွန်တော်ပုံမှာဆိုလို့ရှိရင်ဒီမှာ1.8ဗိုလ်တစ်ခုရယ်2.0ဗိုလ်တစ်ခုရယ်ပြီးလို့ရှိရင်4.2ဗိုလ်တစ်ခုရယ်ဆိုပြီးတော့ audio ပုံပိုင်းလုံးလို့ပေါ့ပေးသွဲထားတဲ့ဗိုလ်တွေကိုညွှန်ထားတာပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်နောက်ထပ်ပါရလန်ကြောင့်တွေကိုဒီမှာကြည့်လိုက်ပါနောက်ထပ်ဒီမှာတွေ့ရမှာက HPH FEE ပေါ့နော် RFE ဒါပြီးလို့ရှိရင် HPI HPH LA RA ဆိုတာဒါက left ear right ear ဆိုတော့ ဒါကနှစ်ချက်တော့သွားမဲ့အလန်းကြောင်ပေါ့နော်နှစ်ချက်မှာဆိုလို့ရှိရင်အာ ear speaker ဘိုင်းပေါ့နှစ်ချက်မှာဆိုလို့ရှိရင်ပါနေတဲ့အဘယ်ဖက်အတန်ညာတန်ဘေးတန်ညာတန်ဆိုတာအတွက်ပေါ့နော်ဘေးတန်ညာတန်အဲ့ဒီအတွက်ကိုလောက်ထားတဲ့ဘိုင်းပေါ့နော်ဘေးတန်ညာတန် HPA ဆိုတာ Henry အမိုင်းပေါ့နော် Headphone အာ Headphone အပိုင်းမှာဆိုလို့ရှိရင်အာ Headphone ဘိုင်းမှာဆိုလို့ရှိရင် LR ဆိုတဲ့အပိုင်းနဲ့ရှိမယ်နော်အဲ့ပြီးလို့ရှိရင်ဒီမှာ CDC HPH အာ FEE FEE ဆိုတဲ့အပိုင်းတစ်ခုရှိမယ်။အဲဒီကောင်ကဘာလဲဆိုတာတစ်ချက်ကြည့်မယ်ပေါ့နော်။နှစ်ချက်မှာကတော့သူ့ရဲ့မိုက်လေးပါမယ်၊နှစ်ချက်လေးပါမယ်ပြီးလို့ရှိရင် FN အတွက် antenna ဘိုင်းလေးပါမယ်ပေါ့နော်။အဲကောင်လေးပါမယ်။ဒီတော့ဒီမှာဒီမှာဆိုလို့ရှိရင်ဒီ CDC HPH RFEE ဆိုတဲ့ကောင်ကသူလာတဲ့ဟာက FN antenna ကနေဝင်လာတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်နော်။ FN antenna အတွက်သုံးထားတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်။ အကောင့်လည်းပါမယ်အဲ့တော့သူ့မှာပါတဲ့ဟာကဒီမှာ CDC CDC HPS ဆိုတာ left ear right ear ဆိုပြီးတော့အာလမ်းကြောင်းပါမယ်ပေါ့နော် ID လမ်းကြောင်းလည်းရှိမယ်အဲပြီးလို့ရှိရင်ငကြက်မှာပါဝင်တဲ့ဒီမှာ mic in ဆိုတဲ့ mic in 3ဆိုပြီးတော့ငကြက်မှာပါတဲ့ mic အတွက်လောက်လို့ဖို့အတွက် mic လမ်းကြောင်းတစ်ခုရှိမယ်ပေါ့နော်အမိုင်လန်ကြောင့်မိုက်ကနေပြီးတော့၃ခုပေါ့နော်အပေါ်မိုက်ရဲ့အောက်မိုက်ရဲ့လက်ကျက်မှာပါဝင်တဲ့မိုက်ရဲ့အဲ့ဒီလမ်းကြောင်းမိုက်က၃ခုရှိမယ် အနောက်တစ်ခုကကြတော့ဒီမှာ CDC HS death ဆိုတာကဒါကနှစ်ချက်မှာပါတဲ့ detail အပိုင်းပေါ့နော်နှစ်ချက်ထိုးလိုက်တဲ့အခါမှာနှစ်ချက်ပုံပိုစေဖို့အတွက်အလုပ်လုပ်ပေးတယ်နှစ်ချက် detail အပိုင်းပေါ့နော်ဒါတော့ detail အပိုင်းပြဿနာတက်လို့ရှိရင်လည်း audio code အပိုင်းနဲ့ဆိုင်တယ်သူ့လမ်းကြောင်းကမဟုတ်လို့ရှိရင်ဒီ audio code အပိုင်းကြီးရှိတယ် PN 43ကိုနဲ့ဆိုင်တာပေါ့နော်ဒါလည်းပဲဒါက PN 43ကိုမှ audio code အပိုင်းနဲ့သက်ဆိုင်တာတွေကိုကြားထားတာပေါ့နော် ဒီတော့ဒီမှာနေပြီးတော့ flying c တဲ့တုံးထားတာရှိတယ်เนาะ cb ဆိုပြီးတော့ဒီမှာ flying c လှုပ်ထားတာရှိတယ်ဒီ flying c တဲ့ပြက်တာတော့ဒီ coin နဲ့ပြက်တာတော့ဆိုလို့ရှိရင်လည်းပဲအတန်ပိုင်းဆိုင်ရာ error တက်တာပေါ့เนาะဒါကြောင့်မလို့ audio code အပိုင်းကိုစစ်ဆေးတဲ့အခါမှာအတန်ပိုင်းဆိုင်ရာ error တခုခုတက်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့စစ်ဆေးရမှာကစုံအောင်စစ်ဆေးဖို့လိုတယ်เนาะဘို့တွေရောဝဲတွေရောပြီးလို့ရှိရင်ပြင်ပက sporting လှုပ်ထားတဲ့ဒီ component တွေကိုအကုန်စုံအောင်စစ်ဆေးဖို့လိုတယ် အတခုခုမှမတွေ့လို့ရှိရင်တခုခုမှတွေ့မှာပေါ့နော်အသေးစိတ်တော့စစ်စစ်ဖို့လိုတယ်ဒီမှာဆိုလို့ရှိရင်လည်းပဲဒါဒီ coin ကိုနေပြီးတော့ ground ချပြီးတော့တုံထားတဲ့အတော့ပေါ့နော် speaker အတွက်ကိုအဲ coin ကို ground ချပြီးတော့တုံထားတာဒီတော့ဒီ coin ကဒီ ground ပြုတ်နေပြီဆိုတဲ့အခါကြတော့လေပဲကျွန်တော်တို့ ERP မရတဲ့ပြဿနာဖြစ်တယ်နော် ERP မရဘူးဒီ coin ကိုနေပြီးတော့ကျွန်တော်တို့ jumper လောက်ကြည့်ရဲ jumper လောက်ကြည့်လို့ရှိရင် ERP ကအတန်ကွဲတန်ပဲထွက်တယ်အတန်က အာပုံမှန်အတိုင်းထွက်မလာဘူးပေါ့နော်အဲ့ဒီကကြတော့ဒီ LB coin ကို LB coin ပဲအစားထိုးပြီးတော့လဲလေပေးရတယ်နော်ဒီပြဿနာရှိတယ်ဒီကောင်တွေမှာဆိုလို့ရှိရင်လည်းပဲဒီကောင်တွေ leak ဖြစ်နေတာတော့ဒီကောင်တွေ short ကျနေတာတော့ဒီကောင်တွေဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင် uh, speaker ဘိုင်းအလုတ်လုတ်တဲ့အချိန်ကျမှ power တည်သွားလာတော့ uh, speaker ဘိုင်းကအတန်အာခွဲအတန်နဲ့ဖြစ်နေတာတော့ဒီ error တွေဖြစ်တာပေါ့နော်အဲဒီ DGB ဒီလိုမျိုးတုံးထားတဲ့ coin တွေ flying capacitor တွေဒါတွေကိုလည်း အာနောက်ဆုံးဟိုပြစ်ချက်ရှာတဲ့အခါမှာပေါ့နော်ကိုကစုံအောင်စစ်ဆေးပြီးပြီမရဘူးဆိုတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီကောင်လေးကိုပါထက်သွင်းစစ်ဆေးဖို့လိုအပ်ပါတယ်နော်ဒါကတော့ကျွန်တော်အခုပြောပြလိုက်တာကဒါ Redmi 8ရဲ့ audio session အာဘလော့ပုံစံပေါ့နော်ဒဏ်ရာခံနဲ့ဘလော့လေ့လာရမယ်အာဘလော့မှာပါဝင်တဲ့ပုံစံတွေကိုကျွန်တော်ပြောပြခြင်းဖြစ်တယ် အဲ ERP ကပြဿနာဖြစ်လို့ရှိရင်ဘေးပိုင်းတွေဆစ်ဆစ်မယ်၊ ledger ကပြဿနာဖြစ်ရင်ဘေးပိုင်းတွေဆစ်ဆစ်မယ်၊ RISC ကဘိုင်းကပြဿနာဖြစ်ရင်ဘေးပိုင်းတွေဆစ်ဆစ်မယ်ဆိုတော့ဒါဘလို့အနေအဖြင့်အကြံဖြင့်ပြောပြတာနော်။ Audio ကောက်ဘိုင်းအလုံးလုံးဖို့အတွက်ပါဝင်တဲ့ဘို့တွေကပါတယ်လေ speaker PA ဘိုင်းမှာဆိုရင်ဘို့တွေကပါတယ်လေ။ဒီတော့ဒီဘလော့ပုံစံဟာ model တော်တော်များများအတွက်အသုံးဝင်ပါနေမှာเนาะဒီလိုပုံစံလာတဲ့ဟာတွေညရယ် CPU ရှိမယ်ပြီးလို့ရှိရင် power IC ထဲမှာနေပြီးတော့ audio code အပိုင်းကိုထည့်သွင်းတိဆောက်ထားတဲ့ ပြီးလို့ရှိရင်အပြင်မှာတွေ့ရမှာက range speaker ပိုင်းတွေဆိုလို့ရှိရင်ဒီ speaker PA ဆိုတာကိုတခုတွေ့ရမယ်ပေါ့နော်ဒီလိုမျိုးတွေ့ရမယ်ဒီတော့လမ်းကြောင်းပိုင်းအနေအပြင်ကျလို့ရှိရင် range speaker ဆိုတဲ့အပိုင်းဒီ speaker PA ကိုရောက်မယ် speaker PA ကနေပြီးတော့ audio ကုတ်ရှိရာကိုတွားမယ်ပြီးလို့ရှိရင် CPU ကိုတွားမယ်ဒါပေမဲ့အခုနောက်ပိုင်း MI model အမြင့်နေမှာဆိုလို့ရှိရင်ဒါ Redmi Note 8စသဖြင့်ပေါ့နော်အဲကောင်နေမှာဆိုလို့ရှိရင်ဘာပဲပါလဲဆိုတော့ဒီ speaker PA ကနေပြီးတော့ဒီ power IC ထဲမှာရှိနေတဲ့ audio code အပိုင်းကို မသွားပင်းနဲ့ဘယ်ထဲကိုသွားလဲဆိုတော့ CPU ထဲမှာရှိတဲ့ audio code အပိုင်းကိုသွားတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့တွေ့ရမဲ့ပုံစံကကြတော့ဒီ speaker PA ကနေပြီးတော့ audio code ရှိရာကိုမသွားပင်းနဲ့သူက CPU ထဲကိုပဲတိုက်တိုက်သွားထားတာကိုတွေ့ရဒီလိုပုံစံတွေလေးပဲတွေ့ရမှာပေါ့နော်ဒါကအဲသူ့ရဲ့ပုံစံကြားတဲ့အခါကျတော့တမျိုးလေ့လာကြတာပေါ့နော်အခုကတော့ဒီပုံစံဒီလိုအဲသဘောတရားကိုမှတ်သားမိဖို့ပါပဲနော်ဟုတ်ပြီဒီဗီဒီယိုခိုင်ကတော့ဒီလောက်ပါပဲနော်အားလုံးကိုကျေးဇူးတင်ပါတယ်